တရားရုံးကို court တရားသူကြီးကို judge တရားစီရင်ချက်ကို verdict တရားဥပဒေအရအရေးယူဆောင်ရွက်ခြင်းကို legal action မင်္ဂလာပါဒီနေ့တော့အခြေခံအားဖြင့်တည်ထားတဲ့တရားဥပဒေဆိုင်ရာတရားရုံးဆိုင်ရာ English word တွေဒီကို ပထမပိုင်းအနေနဲ့မျှဝေပေးပါမယ်ကျွန်တော်ဘာသာစကားတစ်ခုကိုသင်တဲ့အခါမှာရိုးရိုးနေ့စဉ်သုံး မိသားစုပြောတဲ့အခါအလုတ်လုတ်တဲ့အခါခီးသွားတဲ့အခါအပြင်းသွားတဲ့အခါတွေမှာပြောတဲ့စကားတွေကပထမအဆင့်အနေနဲ့သင်ရပြီးတော့နောက်တစ်ဆင့်အနေနဲ့ဆိုရင်နတ်ဆိုင်တဲ့ခေါင်းစဉ်တွေနဲ့လေ့လာရတာဖြစ်ပါတယ်။အဲ့ဒီနေရာမှာဘယ်ဘာသာရပ်ပဲသင်သင်တရားဥပဒေပိုင်းဆိုင်ရာသင်တဲ့အခါတွေစေဝါပိုင်းဆိုင်ရာသင်တဲ့အခါတွေမှာဆိုရင်ဝါဟာရတွေဟာသင်ရတာတဆင့်ပိုခက်လာလေရှိပါတယ်။ဒါကြောင့်လည်းကျွန်တော်ကအခုလိုသင်ခန်းစာတွေကိုစောစောစီစီမျှဝေမပေးဘဲနဲ့အချိန်တစ်ခုထိအောင်စောင့်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ internet ပေါ်မှာလေ့လာနေတဲ့သူတွေဟာ level ဆုံးသလိုအသက်အရွယ်လေးဆုံးကြတာကြောင့်သိချင်တဲ့သူတွေကလည်းမျိုးစုံနေပါတယ်။ဆိုတော့ဒီနေ့တော့အရင်မခက်ခဲပဲနဲ့အခြေခံအားဖြင့်အားလုံးသိထားတဲ့တရားဥပဒေဆိုင်ရာတရားရုံးဆိုင်ရာဟောတာလေးတွေကိုပထမပိုင်းအနေနဲ့ညွှန်ပြပါမယ်။ဒါဆိုအပိုင်းတစ်ဆက်လိုက်ကြအောင်။တရားဥပဒေဆိုင်ရာဟောတာတွေကို legal terms လို့သတ်မှတ်ပါတယ်။ legal terms ။နောက်တစ်မျိုးနာမည်ပေးရင်တော့ law and court vocabularies လို့လေးကျွန်တော်နာမည်ပေးထားပါမယ်။ law and court vocabularies ပထမဆုံးတရားရုံးကို court court နောက်တစ်ခုပြောလို့ရတဲ့ court room court room ဘယ်လိုကွာလဲဆိုတော့ court ဆိုတာကတော့တရားရုံးလို့ပြောလိုက်တဲ့အခါမှာတရားစီရင်တဲ့အခန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဘေးမှာရှိတဲ့အခန်းတွေလည်းရှိနိုင်တယ်ဘေးမှာအဆောက်အဦတွေဝန်ထမ်းတွေနေတဲ့နေရာတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့ဗျာတရားရုံးဆိုတဲ့အဆောက်အဦတစ်ခုလုံးကို court လို့သုံးလိုက်တာဖြစ်ပါတယ် courtroom ကတော့တရားစီရင်တဲ့နေရာကြားနာစစ်ဆေးတဲ့နေရာကိုအဓိကဆိုလိုချင်တာဖြစ်ပါတယ်တရားဥပဒေကို law law ပြစ်မှုကိုတော့ crime crime တရားမျှတမှုကို justice justice တရားမျှတမှုမရှိခြင်းကိုတော့ injustice injustice တရားသူကြီးကို judge judge ရှင်းနေရောတော့ lawyer lawyer ရှင်းလေကိုနောက်တစ်မျိုးပြောပါသေးတယ် attorney attorney ဒီနှစ်ခုကအတူတူပဲလားဆိုတော့ဟုတ်ပါတယ်ကျွန်တော်ရေပုံရပြောမယ်ဆိုရင်တော့ attorney လို့ပြောလို့ရတယ် lawyer လို့ပြောလို့ရပါတယ်နှစ်ခုလုံးကရှင်းနေကိုပြောတာပါဒါပေမဲ့တချို့သောနေရာဒေသတွေမှာတော့နည်းနည်းလေးကွဲပြားခြားနားချက်ရှိနေပါတယ် attorney ကိုတရားရုံးထဲမှာကြားနာစစ်ဆေးတဲ့အခါတရားခံဘက်ကဖြစ်ဖြစ်တရားလိုဘက်ကဖြစ်ဖြစ်လိုက်ပါပြီးတော့ဆောင်ရွက်ပေးတဲ့သူတွေကို attorney လို့သုံးပြီးတော့ လော်ယာကိုတော့တရားရုံးပြင်ပစီးပွားရေးအတွက်ဖြစ်ဖြစ်လူမှုရေးအတွက်ဖြစ်ဖြစ်ဥပဒေအကြံပေးတဲ့ပုံကိုယ်ရင်းရှင်းနေတွေကိုတုံးတယ်ဆိုပြီးတော့တတ်မှတ်တဲ့နေရာလေးလည်းရှိပါတယ်ဒါပေမဲ့တကပါလုံးတိုင်းတာနေနဲ့ဒီပုံရအဖြစ်ပြောရင်တော့ attorney နဲ့ lawyer နဲ့ကအတူတူပါပဲတရားစီရင်ချက်ချမှတ်တဲ့နေရာမှာနောက်ထပ်အရေးကြီးတဲ့အစိပ်ပိုင်းပါနေတာကတော့ jury jury တရားစီရင်ရေးအဖွဲ့ ီညမှာ jury ဆိုတဲ့တရားစီရင်အဖွဲ့ကတရားသူကြီးတွေဆိုပြီးတော့ professional ကြကြလုံးလုံးနေတဲ့သူတွေမဟုတ်ဘူးဗျ။တာမန်ပြည်သူတွေတဲကမှတမာတမတ်ကြတဲ့လူအများလေးစားရတဲ့တည်ကြည်ဖြောင့်မတ်တဲ့လူတွေကို လာရောက်နားထောင်ပြီးတော့အမှန်အမှားဖြစ်တဲ့မဖြစ်တဲ့အပြစ်ရှိမရှိဆိုတာကိုဝေဖန်ဆုံးဖြတ်ခိုင်းတာပါ။အဲ့ဒီအဖွဲ့ကိုတော့ jury လို့ခေါ်ပါတယ်။ဒီ jury တွေကိုတော့ ာမန်တရားရုံးတစ်ခုကနေပြီးတော့အမိန့်ချမှတ်လိုက်တယ်။အဲ့ဒီအမိန့်ချမှတ်မှုကိုကိုကသဘောမကျဘူး။ကိုကကိုအပြစ်မရှိဘူးလို့ခံစားရတယ်။သို့မဟုတ်တစ်ဖက်လူကအပြစ်ရှိပေမဲ့လည်းချမှတ်လိုက်တဲ့ပြစ်ဒဏ်ဟာနည်းတယ်လို့ခံစားရတဲ့ခါတွေမှာဆိုရင်အိုက်ချက်တဆင့်တိုးပြီးတော့ဖြစ်တဲ့ဖြစ်တိုင်းတဲ့ရလတ်ဖြစ်လာအောင်အများပြည်သူကဝန်ရောက်ပြီးတော့နားထောင်ဝေဖန်ဆုံးဖြတ်ပေးဖို့တောင်းဆိုတဲ့အခါမှာဒီ jury အဖွဲ့ကိုခေါ်ရပါတယ်။တရားစီရင်ချက်ကိုတော့ verdict verdict တရားစီရင်ချက်လို့ပြောလို့ရတယ်ဆုံးဖြတ်ချက်လို့ပြောလို့ရတယ်အမိန့်ချမှတ်ချက်လို့ပြောလို့ရပါတယ်တရားလို့သို့မဟုတ်တရားစွဲသူကိုတော့ plaintiff plaintiff ဒါဆိုရင်တရားခံသို့မဟုတ်တရားစွဲခံရတဲ့သူကိုတော့ defendant defendant ပြန်လဲခြေပသူလို့လည်းပြောလို့ရတယ်ပေါ့ကြားနာမှုသို့မဟုတ်ကြားနာစစ်ဆေးမှုကိုတော့ hearing hearing အဲ့တော့မျိုးပြောလို့ရတယ်ကြားနာစစ်ဆေးမှုကို trial trial ကွာခြားမှုကမဆိုးသလောက်အနည်းငယ်ပဲရှိပါတယ်။ဒါပေမဲ့အခြေခံအားဖြင့်ပြောရရင်တော့အတူတူပါပဲ။ကြားနာစစ်ဆေးတာပါပဲ။ဒီနေ့အတွက်နောက်ဆုံးသိလာရမယ့်ဩဟာရကတော့တရားဥပဒေအရအရေးယူဆောင်ရွက်ခြင်းကို legal action legal action တော့ကျွန်တော်အတန်ပေါင်းပြောတော့ legal action တရားဥပဒေအရအရေးယူဆောင်ရွက်ခြင်းတရားဥပဒေအရအရေးယူဆောင်ရွက်ခြင်းဆိုတဲ့နေရာမှာတရားစွဲရလဲပါတယ်ပြန်လဲခြေပါရလဲပါတယ်ရှေ့နေခေါ်ရလဲပါတယ် ကြားနာရေးလဲပါတယ်အကုန်ပါတယ်ပေါ့ဗျာတရားဥပဒေအရအရေးယူဆောင်ရွက်ချက်တည်အကုန်လုံးပါဝင်မှာဖြစ်ပါတယ်ဒီနေ့ပထမပိုင်းမှာတော့ဒီလောက်နေပဲရပ်ပါမယ်နောက်ထပ်ဒုတိယပိုင်းမှာတော့အခုထက်ကျေပြန့်တဲ့ဩဟာရတွေစကားလုံးတွေကိုညွှန်ပြပါဦးမယ်အခုလိုအကျိုးရှိတဲ့အင်္ဂလိပ်စကားပြောသင်ခန်းစာတွေကိုကျွန်တော်ရဲ့ Facebook page မှာ YouTube channel မှာ TikTok channel မှာနေ့စဉ်ညွှန်ပြနေပါတယ်ကျွန်တော်ရဲ့ Facebook page ကို like and follow မလုပ်ရသေးရင်လေ like and follow လုပ်ထားပေးပါ YouTube channel ကို subscribe လုပ်ရသေးရလဲ subscribe လုပ်ထားပေးဖို့နဲ့ TikTok channel မှာလည်း follow လုပ်ထားပေးဖို့တောင်းဆိုပါတယ်။အားလုံးတရားမျှတမှုကိုရရှိကြပါစေ။ Thank you for watching.